အာဒီတစ်ခေါက်အတွက်ရေးချထားတဲ့စာအုပ်ကတော့ဆိုင်းဆရာမောင်ရင့်မအကြောင်းကုန်းရဲ့စာအုပ်တော့ဖြစ်ပါတယ်။ဆိုတော့ဒီစာအုပ်ကိုစပြီးတော့ဖတ်ဖြစ်တာကပဲချိန်လေးဆို2024မှာစပြီးတော့ဖတ်ဖြစ်တာပေါ့နော်။အာဒီစာအုပ်ကိုဆိုတာကအာဒီဆိုင်းဆရာကိုပေါ့နော်။အာအတိအာဆရာတဲ့ကောင်နေလက်ညွန်ပြီးတော့ သူ့ရဲ့စာတွေကိုဖတ်ကြည့်ပေးဖို့ဟိုပြောနေရင်းနဲ့မှဒီဝယ်စုရင်းနဲ့ပေါ့နော်ဝယ်စုရင်းနဲ့ဖတ်ကြည့်လိုက်တဲ့အခါမှာလည်းသဘောကျသွားတဲ့စာရေးဆရာတယောက်ထဲမှာပါသွားတယ်ပေါ့နော်ဆိုတော့ဒီတစ်ခါဖတ်ပြမယ်ခေါင်းစဉ်လေးရဲ့နာမည်ကတော့ဝင်းချတောင်နဲ့ရာသစာတမ်းများဆိုတဲ့စာအုပ်ဖြစ်ပါတယ်။သူရဲ့စာအုပ်ကတော့2020တုန်းကပထမအကြိမ်အဲထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။အဲဆိုတော့ဒီထဲမှာဆိုရင်ဆရာ နရသိန်းဆန်ကလည်းအမှားစကားတွေပေးထားပြီးတော့သူ့ရဲ့ဒီတိုက်တယ်ထဲမှာဆိုရင်ပေါ့နော်ဆရာရဲ့ထုံးစံအတိုင်းခေါင်းစဉ်လေးတွေနဲ့ခေါင်းစဉ်တစ်ခုစီမှာရတာတစ်ခုစီနဲ့ပေါဝင်ထားတာဖြစ်ပါတယ်။ဆိုတော့အလုံးလည်းဒီဆရာဆရာရဲ့အရေးသားကိုချိန်နှက်တက်ပြီးတော့နားထောင်ပြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဆိုတော့ဒါဆိုရင် ပထမဆုံးပေါ့နော်ခေါင်းစဉ်တွေကတော့16ပုတ်ပေါဝင်ပါတယ်။ခေါင်းစဉ်16ပုတ်ပေါဝင်တဲ့အထဲကနေပြီးပထမဆုံးအဖွင့် ဖတ်ပေးစင်တဲ့ဆောက်ကလေးကတော့ဆောက်ကလေးရဲ့တိုက်တဲ့အစေးတိုက်တဲ့ကတော့သမီးလေးအတွက်ထီးကလေးတစ်လက်ဆိုတော့တိုက်တဲ့လေးကိုပထမဆုံးရွေးချယ်လိုက်ပါတယ်ဆိုတော့ဒါဆိုရင်ဒီကောင်းစင်ကိုကြည့်ချင်းရဖြင့်ဒီထဲမှာဆိုရင်ချစ်ချင်းမြတ်တာတွေပေါဝင်မယ်ဆိုတာကအာအထင်တွေ့မြင်နေရတယ်ပေါ့နော်ဆိုအလုံးမဲ့ဒီသမီးလေးအတွက်ထီကလေးတလဲဆိုရက်စာပိုက်မှာဘယ်လိုမျိုးရတာတွေပါမလဲဆိုတာကိုတော့နှာထောင်ကြည့်ကြရအောင်ပါ ထိုညကချစ်လက်စွာသောတမီးလေးဤအပြုမူတို့တနှုံနှုတ်ခံစားနေမိသည်ကျွန်တော်ဘယ်ဘက်ခြေတော်နဲ့လက်တစ်ဖက်အကြောတက်သောဝေဒနာ ခံစားရ၍ညောင်းဆွေးဆွေးဖြစ်နေတတ်သည် အကြောတက်လာလျင်ပေါင်150ခန့်ရှိသော လူတယောက်နင်းပေးသည်ကိုပင်ခံနိုင်သည်တခါတရံအနင်းခံရင်အိပ်ပျော်နိုင်သည် ဆယ်ရန်ဖြေထားသောဒါအကြီးနှင့်ကိုးရန်ကျောင်းသူတမီလေးတို့ကို ချော်မော်၍တပတ်နှစ်ကြိမ်လောက်အနင်းခိုင်းရတတ်သည်သူတို့ကိုအနင်းခိုင်းလျင်တော့15မိနစ်ထက်ပို၍ခိုင်းလိမ့်မရှိအာနာတော်ကြောင့်ဖြစ်ပါသည်သူတို့ကလည်းနင်းပေးရမည်ကို ကလေးပီပီပြင်းနေတတ်သည်ထိုတနေ့ညကတော့မိုးအေးတာလည်းပါပြီတနေ့လုံးအညောင်းထိုင်အလုပ်လုပ်ခဲ့သောကြောင့်လည်းဖြစ်မည် ညာဦးပိုင်းကလေးကညောင်းဆွေးဆွေးဖြစ်နေ၍အကြီးကောင်ကိုစကားစကြည့်သည် ဟာအဖေဖေကလည်းကျွန်တော်နင်းရတာနှစ်ခါရှိပြီးဖေဖေသမီးကိုခိုင်အောင်ဟုဆိုသည်ဖြင့်ချိန်မိတ်ခံပြီးအိယာစောစောဝင်လိုက်သည်အိပ်ပျော်ဖို့ရာဘလို့မှစူးစားလို့မရတော့တဲ့အဆုံးည7နာရီလောက်မှသမီးရေဟုလမ်းခေါ်လိုက်သည်တရုတ်ကသိမ့်ပြီဖြစ်၍သမီးကအိပ်ဖို့ပြင်ဆင်နေပြီ ည9နာရီကိုရီးယားကလာချိန်နဲ့တရုတ်ကလာချိန်တို့မှာတမီးကအခိုင်းလင်မကြိုက်သူ့မိခိုင်းလင်ပင်ညဉ့်ညူဆူဆူရှိတတ်သည်ကျွန်တော်ခိုင်းလင်လဲညူဆူပေးလိမ့်မည်တို့တော်မတန်နိုင်တကယ်တမ်းနင်းပေးဖို့ရာ မျက်နှာပုတ်ချ၍ရောက်လာတော့တမီးရဲ့မျက်နှာကို မြင်လိုက်ရသည့်ခဏရှင်သည်နှိမ့်ခနဲဖြစ်သွားသည် မထင်မဖဲဒေါသလည်းထွက်သွားသည် မျက်နှာကဘာဖြစ်နေတာလဲဟုအကဲဆက်သောတမီးကို ငုံငန်းလိုက်ပြီးအနှင်းခံဖို့ကိုအနေထားအားပြင်ပေးလိုက်သည်တမီးကမျက်နှာအမူအရာကိုပြင်ခြင်းမရှိဘဲဆက်နင်းပေးပါသည်ကျွန်တော်သည်ညနေကမဂဇင်းမှထိုးပေးလိုက်သောစာမူခအိတ်ကလေးကိုမြင်ယောင်နေမိသည်မိသားစုလောက်ဘယ်ကောင်းခင်မှကျေမဆုံဘူးဟူသောစာမူအတွက် ရရှိခဲ့သောစာမူကကျောင်းဖွင့်စတမီလိုအားသုံးဖို့ပေးထားမည်ဟုဆုံးဖြတ်ပြီးရုံးကပြန်ရောက်လင်းရောက်ချင်းစိုက်ကလေးထုတ်ရက်တမီရေဟုအော်ခေါ်တော့သူ့အမေကကိုဖို့တာတော့တမီကျူရှင်သွားနေတယ်ဘာတွေတအောင်လို့လဲပြောတဲ့ဖြင့်မပေးဖြစ်သေးစားဖို့ဝတ်ဖို့ပညာသင်ကြားဖို့ရာအတွက်အကောင်းစားကြီးမဟုတ်တဲ့တိုင်တင့်တယ်မြတ်တာအောင်စီမံပေးပြီးနောက်စာမူကလေးရလာပြန်တော့ အပေါ်မသုံးဆက်ရခဲ့ပဲသမီးကိုပင် ပေးဖို့ရည်ရွယ်ခဲ့သောဖခင်တော်ဦးစေတနာကျွန်တော်ဒီဖခင်တယောက်အနေဖြင့်ဒါသမီးတို့ထံမှရတင်ရလိုက်တာထက်ပို၍မျော်လင့်နေမိသလားဟုစမ်းစစ်ကြည့်နေမိသည်ဆရာမောင်သချူ၏ကဗျာခံစားမှုဆောင်းမတော်နှင့်ပတ်သက်လိုက်မိထင်ပါသည်1998ခုနှစ်က မဂ္ဂဇင်းတစ်ဆောင်မှာဆရာအောင်ချင်းဤလမ်းဆိုသောကြပြာကိုကိုသာချိုကကြပြာခန်းစားမှု ဆောင်မရည်သည် ဖိုထားသောမီးများရှိရာတို့ဟူ၍ဖြစ်သည်ကိုသာချိုရေးကသမြနဲ့တွင် ကျွန်တော်တူဤကြပြာဆောင်ပါများကို အကြိုက်ဆုံးဖြစ်သည်ပြေပြစ်ချင်းငယ်စွာပြောတာကိုကြိုက်သည် နိုင်နိုင်နင်းနင်းနဲ့ထဲထဲဝင်ဝင် ပြောနိုင်သည်တခါတရံကျွန်တော်တို့မမြင်နိုင်တာကိုပင်မြင်သာအောင် သူကဖော်ကျူးနိုင်သည်အောင်ချင်းဤလမ်းကဗျာဒုတိယပိုက်ကို သူကဒီလိုဖော်ကျူးဖွင့်နေပြသည်ငါတို့ခင်မာငါတို့ဟာချစ်မြတာကိုယူလာနိုင်ခဲ့လို့လားအိမ်ပြန်လာကြတယ်ချစ်ချင်းမြတာကိုယူလာနိုင်ခဲ့ကြရဲ့လားတဲ့အိမ်ကိုပြန်လာတော့ကျွန်တော်တို့တွေ ခမရတို့တွေနီးမျိုးစုံနဲ့နေရမျိုးစုံကရလာကြတဲ့ငွေစကြေးစစားရည်ရိတ်ကားထဲမှာမေတ္တာတရားကိုမှကျွန်တော်တို့ထယ်သွင်းယူလာမိကြပါစဖြန့်ခံလာတော့လက်ဘွားအစုံတဲ့ကို ထိုးထည့်ပေးလိုက်ရတဲ့ငွေစကြေးစပိုက်ဆံစကူရွက်တီထဲမှာမေတ္တာတရားကိုရောဆက်ထည့်သွင်းပေးလိုက်မိကြပါစေဇပွဲပေါ်ကိုလမ်းပြတင်ထားလိုက်တဲ့မုတ်ပဲတေးစာအထုပ်တွေ အိတ်တွေထဲမှာအနှွေးတဲ့ကလေးတွေကိုမှရောနောပေးလိုက်မိကြပါစားငါရှာကျွေးနေတာပါဆိုတဲ့မျက်လုံးတင်းတင်းခဲခဲကြီးတွေနဲ့များတညစ်နေကင်းလုံးကိုတိန်ကျုံကြည့်ပစ်လိုက်လီမလားညညောပြပြတော့စကားအပြော အဖွဲအနှွဲ့နဲ့ကိုသားချိုကြီးရေချက်ကလန်လောက်ပါသည် ထိုအရေးသားသည်မြည်တို့သော စိတ်ညစ်ညူမှုဖြစ်မစို့အိမ်ပြန်လာသည့်အိမ်နောင်ဦးစီးများစွာ၏ညနေခင်းတွေကို ချိုပြေနူးညံ့စေနိုင်စွမ်းမည်ထင်ပါသည် အေခဲတင်းမှသော မျက်လုံးဝင်းဝင်းကြီးတို့ဖြင့်အကြီးတန်းညနေခင်းများကို မဖန်ဆင်းမိစေဖို့ရာထိ ंछ ုနိုင်စွမ်းမည်သည်ထင်ပါသည်အိမ်ဦးနှံ့မှန်စွာကိုလျှော့ဖြေနိုင်ပေလိမ့်မည်အိမ်ဦးနှံ့ဘက်ကို စာနာစိတ်ဖြင့်ရေးပွက်သော ဝတ္ထုတို့တပုတ်ကိုလည်းခရီးရီမှတ်မိနေပါတော့သည် ရေးသူကဆီယမဒေါခင်နင်းယူဟုထင်ပါသည်ဝတ္ထုလေးထဲမှာတတိယအရွယ်သို့ရောက်ပြီးဖြစ်သောဇနီးမောင်နှံနှစ်ဦးနှင့်သူတို့၏သမီးများပါပါသည်ဇနီးစဉ်သည်လည်းတတိယအရွယ်ရောက်သည့်တိုင်တရားဘာဝနာမပွားနိုင်ရှာသေးပဲခင်မုန်းတဲ့ကြိုက်တဲ့သောဟင်းဖွယ်ဟင်းလျာတို့ကို စီမံချက်ပြုတ်နေသည်သမီးတွေက မကြည်ဘူး ဟင်းလျာတစ်ခွက် စီမံရာတွင်တားငါမတိမရှင်တို့လည်းပါတတ်သည် သူတို့မိခင်ကိုဒီလိုဟင်းလျာတွင် စီမံချက်ပြုတ်နေမည်အစားတရားပေါ်နာရှာ၍ငြိမ်းအေးစွာနေစေခြင်းသည်ဒီတော့မိခင်ကိုပြောသည် မိခင်ကြီး၏အကြောင်းပြချက်ကစဉ်းစားပွေရာဖြစ်သည်သူမ၏ခင်မွန်းတဲ့သည်မိသားစုကိုရှာဖွေကျူးမွေးနိုင်ခြင်းကထောင်မကျောက်တန်မကျောက် ငရဲငံအောင်မကြောက်မိသားစုဝင်ကိုခြေပုံအောင်ထမ်းခဲ့သည်ဖြစ်သောကြောင့်ကို့အလဲရောက်ခါမှာငရဲကြောက်ပါသည်ဟုတွန်းဆုပ်တဲ့မှာမိလားတဲ့ကိုသားချိုဤကဗျာဆောင်မလေးကိုတရိယာမိတိုင်းအခြားသောတစ်ဖက်မှာစင်ကျင်ပေါ်ရာဝတ္ထုတူလေးကိုလည်းတတိတရားဖြစ်နေမိလေသည်ကျွန်တော်သည်တောင်တွင်းမြောက်တွင်နှင့်လွန်ခဲ့သောနှစ်ပေါင်းများစွာက မြဝကျွန်းမှာတောကြီးလက်တနေရာရှိ ထမင်းဝိုင်းကလေးတစ်ခုစီတို့အာယုံရောက်သွားမိပါသည်မြို့သူအကြောင်းသွားတက်ရမှခိတ္တပြန်လာတော့ကျွန်တော်ကို အမေကဆယ်နှစ်သားကလေးကခွဲခဲ့ရသည်ဆိုကအယားယာဦးစားပေးလေးရှိပါသည် ကျွန်တော်ဤညီနှင့်ညီမကဒီအတွက်ဖြစ်ပင် အမေကိုစက္ကနာထိုးလေးရှိပါသည် ကျွန်တော်ပြန်လာသည်ကိုအကြောင်းပြု၍အမေက ချက်သားချက်ကျွေးလေးရှိသည် ထိုနေ့တရက်ကတော့ဖေဖေအပါဝင်ဖြစ်သောမိသားစုထမင်းဝိုင်းမှာ လူစုံတစုံရှိပါလျက်အမေသည်အကောင်းဆုံးမှုမယူသည့်အသေးမြတ်ဖက်တွေကို ကျွန်တော်ထမင်းဟင်းပွဲတဲ့သူကြီးခတ်ထည့်ပေးနေခဲ့သည်ငါသားကြီးပြန်လာလို့ချက်သားချက်တာဟုလဲတဖွာဖွာပြောသည်ကျွန်တော်သည်ဖေဖေကို အာနာစွာဖြင့်တချင်ငယ်ကြီးလိုက်မိတော့လေကျွန်တော်ထမင်းပွဲတွေကစက်သားဘက်တွေကို ဖေဖေထမင်းပွဲတဲ့သို့ပြောင်းထည့်ပြန်လက်မရဲခဲ့ကျွန်တော်တို့ဖခင်သည်ပေါ်ပါသောအသက်မဝန်ကြောင့်မို့ဖြင့်မိသားစုကိုလောက်ကင်ကျွေးခဲ့သည်ဟုမဆိုနိုင်ပါညာနာအားက25ရာခိုင်နှုန်းကာယအားက85ရာခိုင်နှုန်းဖြင့်ဖေဖေသည်မိသားတစုစာဝတ်နေမှုအတွက်ချွေးတီးတီးကြအောင်ပင်မကြီးစွာလောက်ကင်ကျွေးရရှာပါသည် ထိုဘခင်သည်ဟင်းွက်ထဲကခြေတော့ယူခေါင်းယိုးတွေကိုသာတကြွကြွကြိတ်ဝါနေတင်ပါသလားကျွန်တော်ကလည်းအငေးသာကြည့်နေတင်ပါသလားနည်းနည်းပါပါတိတက်လာတော့ကျွန်တော်သည်အသေးမြစ်ဖက်တွေကိုအမြင့်သာစားလိုက်ရမှာလိပ်ပြာမလုံးဖြစ်လာသည်တခုတော့ထမင်းဝိုင်းမှာတော့ကျွန်တော်ဒီဟင်းခွက်ကိုအမိထက်ဦးအောင်နှိုက်ခတ်က ဖေဖေထမင်းပွဲတဲ့သို့အသေးမြတ်ဖတ်တွေကြီးဆက်ထည့်ပေးလိုက်သည်ဖေဖေသည် မျက်လုံးအပြူစားနေကြည့်၍ဖေဖေက ခြေထောက်ရိုးကြိုက်တာတားရဲဟုညင်းဆန်သလိုပြောစေသည် စားပါဖေဖေရာဖေဖေကပင်မလာတာဟုပြောလိုက်သည် ထူးဆန်းစွာပင် အမေသည် ကျွန်တော်တို့တာပါနေရောက်ကိုအကဲခတ်သလိုကြည့်ပြီးတစုံတရာ ကန့်ကွက်ခြင်းမပြုဘဲနေသည်ကျွန်တော်အပြုမူကို ကျင့်တတ်သည်ဟုထင်သည် ထိုနေ့ကကျွန်တော်သည်ဟင်းကွက်ထဲကခြေတော့ယူခေါင်းရိုးတွေကိုကြည်ကြည်ဝါနေခဲ့ရသည် မဟုတ်ပါဖေဖေကထမင်းတစ်ဝိုင်းလုံးသို့ညီသူညီမပြန်၍မျက်ဝေထဲပေးခဲ့သောကြောင့်ဖြစ်ပါသည် ထိုနေ့ကမိသားစုထမင်းဝိုင်းလေးသည်ချစ်ချင်းမြတ်တာဖြင့်ချုံမင်ခဲ့သည်ကိုနှစ်များစွာကြာမြင့်သည့်အထိကျွန်တော်မမေ့နိုင်ခဲ့ပါချေ လွန်ခဲ့သော10နှစ်ကျော်ကကျေးဇူးရှင်ဖခင်ကြီးဆုံးပါခဲ့ပါသည်ဖေဖေမကွယ်လွန်မီ6နှစ်ကသူဤဘဲဘဲခြေတော့တစ်ခေါက်ခွက်မှာအကျော်တင်၍ညောင်းဆဲဆဲဖြစ်နေသည်ဟုပြောဆိုနေတာကိုကြားခဲ့ဘူးသည်ဖခင်အပေါ်တနာကျင်နာစိတ်ရှိခဲ့သည်မှန်တော်လဲကျွန်တော်သည်နင်းနှိပ်ပေးရပါမည်လားဟုအလိုက်တသည့်မမေးဖြစ်ခဲ့တခါမှလည်းနင်းနှိပ်မပေးဘူးခဲ့ ဖះရေကျွန်တော်ဝတ်လေတာများလားဖြက်ခနဲတွင်ပြီးတော့အလိမ္မာနေရှာသေးတော့တမီးလေးကိုငယ်သေးလို့ပဲလေဟုခွလပြက်လိုက်ခြင်းတယ်လို့လို့ဖြစ်လာသည်တယောက်တည်းသွားတာယုံတော့လမ်းကိုရွေးချယ်မိခဲ့သည်လဲမဟုတ်တော့ကြောင့်မိသားတစုအိမ်ဦးနဲ့အဖြစ် ရှင်တန်ရက်တည်မှုတွင် မိမိ၏အတက်ဖွံ့ဖြိုးမှုထက်သားသမီးတို့၏အနာဂတ်ဖွံ့ဖြိုးမှုကပို၍အရေးပါသည် ဆိုခြင်းမှာလူသမိုင်းနှင့်အမျှထင်ရှားပြီးပင်ခဲ့ပြီးထင်ပါသည်2005ခုနှစ်မေလတုန်းမဟေတီမဂ္ဂဇင်းမှာဆရာမောင်တီငယ်၏ကဗျာလေးတစ်ပုဒ်ကိုဖျားသည်ကဗျာကဓာနှင့်ထီးတဲ့တားကဓာသမီးကထီးတဲ့မိဘတွေအတွက်မျောလင်းချက်တို့ပင်မဲ့တကယ်တကယ်ဘဝမှာတော့ မိဘကပဲတားအတွက်ဒါဖေရသမီးအတွက်ထီဖေရမို့ကြားဘူးတဲ့စကားမှားများမှားနေသလားအလွန်ရိုးရှင်းပြေလွယ်စွာရေးဖွဲ့သားသောဆရာဤကဗျာလေးက အနက်အထိပဲများစွာကို ဆောင်ယူလျက်ကျွန်တော်ဤရင်တဲ့သို့ဒုတ်ဒုတ်ထီရောက်လာသည်သို့ရာတွင်တိဆာမှုကိုအယ်ဒီတာကရွေးချယ်ဖော်ပြ၍ဆာမှုကရမည်ဆိုလင်တော့သမီးလေးအတွက် ထီးကလေးတလက်ဝဲပေးဖြစ်လေအုံးမီထင်ပါသည်ဆိုတော့ဒီဒီဆရာကိုပေါ့နော်ဒီဆရာမောင်ရင်မကိုဖက်ရတာပေါ့နော်အဲလက်ညှိုးပေးရဆရာကတော့သူကရတစာရန်ရေးတဲ့နေရာမှာဆရာတပါးဖြစ်တယ်ပေါ့နော်ဆိုတော့ဖက်နေရင်ねပေါ့နော်အော်ငါ တိလိုက်ရတာနောက်ကျလိုက်တာဆိုပြီးတော့ခံစားမိတဲ့အအခိုက်တန့်ဖြစ်ခဲ့ပါတယ်အ2024တုန်းကဆိုရင်ဒါသူ့ရဲ့စောက်တွေကြီးပဲဖတ်ဖြစ်ခဲ့ပါတော့စောက်တွေကြီးပဲဆိုတာကလည်းနဲ့အုပ်ပါပဲဆိုတော့ဒီဖတ်နေရင်လည်းပေါ့နော်တကယ်ရတာခံစားမှုကတကယ်ပြည်ပြင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ပိုက်တစ်ပိုက်ချင်းမှာကသူ့ပေးတဲ့ရတာက ဟိုတဖြည်းဖြည်းလေးနဲ့ဆွဲခေါ်သွားတယ်ပေါ့နော်ဆိုတော့ဖတ်နေရင်းနဲ့အဲစာကြောင်းလေးတွေအတိုင်းခံစားရတာကလုံးဝကိုတက်ဝင်တက်ဝင်နေပေါ့နော်ဆိုအလုံးမဲနောက်ထပ်ခေါင်းစဉ်လေးတွေမှာလည်းလိုက်ပါခန်းစားစီခြင်းပါတယ်ဆိုဒီခေါင်းစဉ်လေးမှာလည်းတခုခုခန်းစားလိုက်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်အာမိဘတွေရဲ့အတ္တဒေါမုံရင်လည်းမိဘတွေရဲ့အတ္တကအာချစ်ချင်းမေတ္တာဖြင့် ပြောင်းလဲနိုင်မလားဒီလိုမျိုးတွေလည်းတွေးဖြစ်မိမယ်ထင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစဉ်လေးတစ်ခုမှပြန်လဲဆုံတွေ့ချင်ပါတယ်